ကဘာကစောင့်ကြည့်နေတဲ့တရုတ်ပြည်ရဲ့ပြားကွက်စမ်းကြီးဂျပန်ဝန်ကြီးချုပ်ဆာနာတာကာအီချီကထိုင်ဝမ်ကိုတခုခုဖြစ်ရင်ဂျပန်ကိုဖြစ်တာပဲလို့ပြောလိုက်တော့တရုတ်ကွန်မြူနတီ CCB ကအကြီးကျယ်ဒေါသထွက်သွားပါတယ်။အဲဒီကစပြီးတရုတ်ကဂျပန်ကိုတုံ့ပြန်တဲ့လုပ်ရက်တွေစက်တိုက်လုပ်ခဲ့ပါတယ်။အခုနောက်ဆုံးမှာတော့ဂျပန်ပေါ့အဆိုတော်မှလေးအာယူမီဟာ မာဆာကီရဲ့ရှန်ဟိုင်းဖျော်ဖြေပွဲကရုတ်တရက်ဖျက်သိမ်းခံခဲ့ရပါပြီ။ဒါပေမဲ့သူကပြည်သက်မရှိတဲ့ဆင်ပေါ်မှာတယောက်တည်းဖျော်ဖြေခဲ့ပါပြီ။နောက်ထပ်ဂျပန်အဆိုတော်တဦးဖြစ်တဲ့မာကီအိုဆိုကီကတော့ပိုပြီးထူးဆန်းတဲ့အခြေအနေနဲ့ကြုံခဲ့ရတာပါ။ရှန်ဟိုင်းပွဲမှာတချင်းဆုံနေတဲ့ဆင်ပေါ်ကဝန်ထမ်းတွေကသူ့ရဲ့မိုက်ကိုရုတ်တရက်ဆွဲယူပြီးသူ့ကိုဆင်ပေါ်ကနေခေါ်ထုတ်သွားပါပြီ။သူခမရတော်တော်လေးကိုထိတ်လန့်ရှုပ်ထွေးသွားခဲ့ရပါပြီ။နိုဝင်ဘာလ28ရက်ညနေပိုင်းရှန်ဟိုင်းမှာကျင်းပတဲ့ Bandai Namco Festival 2025ပွဲမှာ မာကီအိုဆိုကီက One Piece Enemy တွေက Memory တချင်ကိုဖျော်ပြနေတဲ့ရုပ်တရက်ဆိုသလိုဖန်သားပြင်တွေမိတွေအားလုံးပိတ်ပြီးမိဖြတ်ချခံလိုက်ရပါတယ်။အဲဒီနောက်မှာတော့ပွဲကချက်ချင်းဆိုသလိုပဲပြီးဆုံးသွားတာမလို့ပရိသတ်တွေလည်းအန်အန်ရှုပ်ထွေးကုန်ပြီးဒါမှဖြစ်တင်မှုလို့အဟိခဲကြပါတယ်။အဲဒီနောက်မှာမှအစီအစဉ်မှုကဒီဖျော်ပြပွဲပြီးပါပြီလို့ကြေညာခဲ့ပါတယ်။ online ဘောကတချို့သူတွေကဒီကိစ္စအတွက်တရုတ်ကွန်မြူနတီပါတီ CCP ကိုအပြစ်တင်ကြပါတယ်။ CCB ရဲ့လုံရက်တွေဟာရက်ဆက်ပြီးလူမဆန်ဘူးလို့ပြောကြပါရည်။တချို့ကဆိုရင် CCB ကိုနာစီတွေနဲ့တောင်နှိုင်းရှင်ပြီး CCB ကပိုဆိုးတယ်လို့တောင်ပြောပါရည်။တယောက်ဆိုရင်လည်းနာစီ SS တွေကဂျူပီယန်လိုသမားတွေကိုဖမ်းတော့တာဖျော်ဖြေပြီးတဲ့အထိစောင့်သိတယ်လို့យေတာခဲ့ပါရည်။တချို့ကလည်း CCB ကစိတ်ပြက်စရာပဲ။နောက်ဆုံးတော့အမှုပညာရှင်ကိုတချင်းစုပ်အောင်တော့စိုးခွင်ပေးတင်တယ်။ပွဲတစ်ခုရဲ့အလယ်မှာရက်ပြက်တာကရှက်စရာကောင်းတယ်။ဒီလိုလောက်တာမဟာအင်အားကြီးနိုင်ငံတိုက်ခုရဲ့အလုပ်ရလား။ ကမ္ဘာကိုစိန်ခေါ်ခြင်းတဲ့နိုင်ငံကအမှုပညာရှင်တယောက်ဖျော်ပြတာကိုတော့တိမခံနိုင်ဘူးလားလို့ပြောကြပါတယ်။တချို့ကတော့ဒီလိုအဖြစ်ပြက်တွေက CCP ရဲ့ရက်ဆက်ပြီးတောဆန်တဲ့သဘောတဘာဝကိုပြသတာမလို့ကမ္ဘာကြီးကိုတရုံနဲ့ဝိုးဝင်းနေဖို့တတိပေးကြပါတယ်။မာကီအိုဆိုဂီကြုံတွေ့ရတာကတခုတည်းတော့မဟုတ်ပါဘူး။အာယူမီဟာမာဆာကီကလည်းနိုဝင်ဘာလ29ရက်နေ့မှာရှန်ဟိုင်းအကစားကွင်းမှာဖျော်ပြဖို့စီစဉ်ထားပြီးလက်မှတ်ပေါင်း1000ကျော်ရောင်းထားပြီးဖြစ်ပါတယ်။သူကဖျော်ပြပွဲအတွက်နိုဝင်ဘာလ29ရက်နေ့မှာရှန်ဟိုင်းကိုရောက်လာခဲ့ပြီးနိုဝင်ဘာလ28ရက်နေ့မှာတော့ ဖျော်ပြပွဲဖြတ်သိမ်းကြောင်းရုပ်တည်အကြောင်းကြားခံရလို့အကြီးကျယ်အံ့ဩသွားခဲ့ရပါတယ်။ဟာမာဆာကီကပြည်သက်တွေကိုလည်းတောင်းပန်ခဲ့ပါတယ်။တရုတ်နဲ့ဂျပန်ကဝန်ထမ်း200လောက်ကစင်ပြင်းစင်ဖို့အတွက်9ရက်လောက်ကြာအောင်ကြိုးစားခဲ့တာပါ။ဒါပေမဲ့လည်းဖြတ်သိမ်းရလို့အရင်စိတ်မကောင်းဖြစ်ရတယ်လို့ပြောပါတယ်။လာရောက်ကြည့်မှပြည်သက်တောင်းလေးတောင်းကိုလည်းတောင်းပန်ခဲ့ပါတယ်။ဖြတ်သိမ်းခံရပြီမဲ့ဟာမာဆာကီကပြည်သက်မရှိတဲ့စင်ပေါ်မှာတယောက်တည်းဖျော်ပြခဲ့ပါတယ်။သူကဒီပွဲတစ်ခုလုံးကိုရှိုက်ကူးထားပြီးလာမကြည့်နိုင်တဲ့ပြည်သက်တွေအတွက်နောက်မှဖြန့်ချီပေးမယ်လို့ပြောပါရီ ခန္ဓာရဲ့ဝတ်စုံနဲ့စင်ပေါ်မှာတချင်းစုံနေတဲ့သူ့ရဲ့ပုံကိုလည်းမျှဝေခဲ့ပါတယ်။သူ့ရဲ့ပြိတ္တတွေကလည်းဒီအပေါ်မှာအရန်စိတ်လှုပ်ရှားပြီးငိုကျင်နေလို့တောင်ရေးတဲ့သူတွေရှိပါတယ်။ပြိတ္တတွေစိတ်ကျဉ်တဲ့မှုရအောင်သူဖျော်ပြပေးခဲ့တာပါ။တချို့တရုတ်အင်တာနက်သုံးဆွဲသူတွေကသူ့ရဲ့ professional ဆန်တဲ့စိတ်ကိုချီးကျူးပြီးသူဟာလုပ်ငန်းကျင့်ဝတ်နဲ့စာချုပ်ကိုလေးစားကြောင်ပြသလိုက်တာလို့ပြောပါတယ်။တချို့ကတော့တရုတ်အစိုးရကိုဝေဖန်ခဲ့ပါတယ်။ဒီအခြေအနေကယဉ်ကျေးမှုနဲ့လွတ်လပ်ခွင့်အပေါ် CCP ရဲ့သဘောထားကိုထင်ရှားစေပါတယ်။ တချို့ကရှန်ဟိုင်းကိုတောဆန်တယ်လို့ခေါ်ပြီးအပြည်ပြည်ဆိုင်ရာမျိုးမဟုတ်တော့ဘူးလို့ပြောကြပါရယ်။ဟာမာဆာကီကိုပော့ဘီယန်မာလို့လူသိများပြီးဂီတာနဲ့ဖက်ရှင်လောကမှာအရန်အောင်မြင်သူပါ။ဂျပန်လူငယ်တွေအတွက်သူဟာစံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လို့ဂျပန်မှာဩဇာအရှိဆုံးအနည်းပညာရှင်တွေကတရားပါ။တရုတ်မှာလည်းသူ့ကိုအများကြီးအားပေးကြပါရယ်။ဖြတ်သိမ်းခံရတဲ့ရှန်ဟိုင်းပွဲမတိုင်ခင်ကဟာမာဆာကီကဟောင်ကောင်မီလောင်မှုမှာတည်ဆုံသွားသူတွေအတွက်လေးစားမှုပြခဲ့မှုပါရယ်။သူရဲ့ Instagram မှာဆူတောင်းပေးခဲ့ပြီးပရိသတ်တွေကိုအနီရန်ဝစ်စင်တာရှောင်ရှားဖို့လဲတောင်းဆိုခဲ့ပါရယ်။ တေဆုံးသူတွေကိုဝန်ထဲကြောင်းပြသတဲ့အနေနဲ့သူ့ရဲ့စင်ပေါ်ကဝစ်စုံနဲ့မီးရောင်အထုပြုလုပ်ချက်တွေကိုလည်းအနီရောင်ကနေအနက်ရောင်ကိုပြောင်းလဲခဲ့ပါတယ်။နိုဝင်ဘာလ29ရက်နေ့ဟာမာဆာကီရဲ့ပွဲဖြတ်သိမ်းပြီးတဲ့နောက်ဝင်ခွင့်မရလိုက်တဲ့ပြည်သက်တွေကသူ့ရဲ့ coffee ဆိုင်မှာစုယုံပြီးအားပေးခဲ့ကြပါတယ်။ဒါဟာစင်ပေါ်မှာတယောက်တည်းတချင်းဆိုခဲ့တဲ့ဟာမာဆာကီကိုထောက်ခံကြောင်းပြသလိုက်တာပါ။တရုတ်ဂျပန်ဆက်ဆက်ရေးပိုးဆိုးလာတာနဲ့အမြဲဂျပန်အနုပညာရှင်များစွာရဲ့တရုတ်မျိုးတွေမှာလုံမဲ့ပွဲတွေဖြတ်သိမ်းခံခဲ့ရပါတယ်။ မပြရသေးတဲ့ဂျပန်ရုပ်ရှင်တွေကိုတော့မှရုပ်ရှင်ရောင်းကနေဖယ်ရှားခဲ့ပါရီ။နိုဝင်ဘာလ18ရက်နေ့မှာဂျပန်အဖွဲ့ J1 ကဂွမ်ဂျိုးမှာလုပ်မဲ့ပြိသက်တွေးဆောင်ပွဲကိုဖျက်သိမ်းခဲ့ပါရီ။နိုဝင်ဘာလ20ရက်နေ့မှာဂျပန်မင်းသားယူကီဖူရှူကာဝါကလည်းမလွဲမရှောင်သာတဲ့အကြောင်းပြချက်တွေကြောင့်ဒီဇင်ဘာလ6ရက်ရှန်ဟိုင်းပြိသက်တွေးဆောင်ပွဲကိုဖျက်သိမ်းရတဲ့အကြောင်းဝီဘိုးမှတင်ပြီးပြိသက်တွေကိုတောင်းပန်ခဲ့ပါရီ။ Jazz ဂီတပညာရှင် Yoshio Suzuki နဲ့အဆိုတော် Akio Yoshida Kokiya တို့ရဲ့ဖျော်ဖြေပွဲတွေလည်းဖျက်သိမ်းခံခဲ့ရပါရီ။ ထိုင်ဝမ်ရဲ့ nextapple.com သတင်းရရတရုတ်ရဲ့တပိတ်မှောက်မှုကြောင့်စီစဉ်သူတွေဟာလက်မှတ်ပြန်အန်တာကွေးငါကအမှုပညာရှင်လေးလက်မှတ်ဟိုတယ်ပစ္စည်းကရိယာလုံခြုံရေးစင်ပြင်စင်မှုနဲ့ကြော်ညာဈေးတွေကြောင့်ငွေကြေးဆုံးရှုံးမှုကြီးမားခဲ့တယ်လို့သိရပါတယ်။အမှုပညာရှင်တွေတရုတ်ကိုရောက်တဲ့အခါမှာအခကြေးငွေအများစုကိုပေးပြီးသားဖြစ်တာမလို့ရုတ်တရက်ပိတ်ပေးမှုကြောင့်ငွေကြေးနှင်းနှာမှုတွေအများကြီးဖြစ်ခဲ့ပါတယ်။တရုတ်ကတော့အပြင်မှာရှုံးနေလာတဲ့ယောက်ျားကအိမ်ကလူတွေကိုပြန်အပြစ်ပုံချတယ်လို့ပဲလို့နှိုင်းရှင်ပြောဆိုခဲ့ပါတယ်။ ဂျပန်မီဒီယာကြွညင်သူအာကီအိုရီကိုင်းကလည်းတရုတ်ဟာဂျပန်အစိုးရကိုဖိအားပေးဖို့အတွက်ဂျပန်လူပညာရှင်တွေကိုနှောက်ယှက်တာဖြစ်တယ်လို့ဆိုရှယ်မီဒီယာမှာပြောခဲ့ပါတယ်။သူတို့ကဂျပန်ဝန်ကြီးချုပ်တက်ကအီချီကိုသူပြောခဲ့တဲ့စကားကိုပြန်ရုပ်သိမ်းစေချင်တာပါ။ဒါပေမဲ့လည်းဒီလိုနီလန်းကတရုတ်ဟာအမှုပညာကိုရောလူအခွင့်အရေးကိုပါလေးစားမှုမရှိဘူးဆိုတာပြသနေပြီးအမှုပညာရှင်တွေပွဲစီစဉ်သူတွေပြည်သက်တွေအတွက်အကြီးအကျယ်နင်းနာမှုတွေဖြစ်စေခဲ့ပါတယ်။ online ဘောက်ကဂျပန်လူမျိုးတွေကတရုတ်ရဲ့လောက်ရက်တွေကိုအပြင်းထန်ရှုံချကြပြီး ဂျပန်အစိုးရအနေနဲ့လုံးဝအလျှော့မပေးသင့်ဘူးလို့ပြောကြပါရယ်။ဝန်ကြီးချုပ်တာကာအီချီရဲ့ပြောခဲ့တဲ့စကားကိုပြန်မယုံသိမ်းတာကိုလည်းထောက်ခံခဲ့ပါရယ်။နိုဝင်ဘာလ9ရက်နေ့ကဝန်ကြီးချုပ်တာကာအီချီကထိုင်ဝမ်ကိုတခုခုဖြစ်ဂျပန်ကိုဖြစ်တာပဲလို့ပြောခဲ့တာကတရုတ်ဘက်ကပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုဖြစ်စေခဲ့တာပါ။တရုတ်ကကန့်ဝက်ခဲ့ပြီးဆန်ကာကူကျွန်းတွေနားကိုကမ်းခြေဆောင်တပ်သင်းမော်တွေဆီလွတ်ခဲ့တယ်လို့ဂျပန်ပင်လယ်စာတင်သွင်းတာကိုလည်းရက်ဆိုင်ခဲ့ပါရယ်။တရုတ်ရဲ့သတိပေးချက်တွေကြားကတရုတ်ခီးသွားအများပြားကတော့ဂျပန်ကိုဆက်သွားနေစေပါ။ နိုင်ငံရေးကိစ္စတွေကသူတို့ခီးစဉ်တွေကိုမထိခိုက်ဘူးလို့ပြောကြပါရယ်။နိုဝင်ဘာလ19ရက်နေ့မှာ Civics Adventure Resource ကရက်အနေငယ်အတွင်ဂျပန်ကိုသွားမဲ့လက်မှတ်9000နီးပါးဖြတ်သိမ်းခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါရယ်။ဒါစုစုပေါင်းဂျိုတင်စည်ရင်သွင်းမှုရဲ့30ရာခိုင်နှုန်းလောက်ရှိတယ်လို့ဆိုပါရယ်။ဒါပေမဲ့အင်တာနက်သုံးဆွဲသူအများအပြားကဒီကိန်းကဏ္ဍတွေကိုမေးခွန်းထုတ်ကြပါရယ်။တပတ်ကိုလင်း1300အောက်သာရှိပြီးဒဇီးကိုလူ150ပဲစီးနိုင်လက်မှတ်9000ဘယ်လိုမျိုးဖြတ်သိမ်းမလဲလို့တယောက်ကမှတ်ချက်ပေးခဲ့တာပါ။ခွဲခြမ်းစိတ်ပြသူတွေရဲ့အဆိုအရ ဝင်ဘာလ15ရက်နေ့မှာတရုတ်ခီးသွားတည်ထမ5သန်းဟာဂျပန်ခီးစဉ်နေစီစဉ်ထားပေမဲ့2ရက်အကြာမှာပဲတက်တန်းလောက်ကျဆင်းသွားပါရည်။ဒါကြောင့်မဲ့ခီးစဉ်ပေါင်း9သိန်းလောက်ဖြတ်သိမ်းသွားတယ်လို့ယူဆပါရည်။ဝေဖန်သုံးသက်သူဒန်ရန်ကတော့တကယ်ပြဿနာကဒီအချက်လက်တွေမဟုတ်ပဲလူတွေတရုတ်ဝင်ထုတ်ပြန်တဲ့အချက်လက်တွေကိုမယုံကြည်တာပဲလို့ပြောပါရည်။ဘယ်ဒေတာကိုမှမယုံကြည်တော့ဘူးဆိုရင် CCB ရဲ့ဩစာကျဆင်းနေပြီကိုဆိုလိုတာလားလို့သူကမေးခွန်းထုတ်ခဲ့ပါရည်။ နေပေါင်းများသော CCP ကဂျပန်စန့်ကျင်ရေးကိုလုံဆောင်ခဲ့ပြီးမယ်လူတိထရမ5တန်းကဂျပန်ကိုသွားကျင်နေသေးတာက CCP ရဲ့နှစ်ရှည်လာများအုံနောက်စီကြုံးမှုဟာမအောင်မြင်ဘူးဆိုတာပြသနေတယ်လို့လည်းသူကပြောပါရယ်နိုဝင်ဘာလ14ရက်နေ့မှာ CCP ကနိုင်ငံသားတွေကိုဂျပန်ခီးစဉ်ရှောင်ရှားဖို့အကြံပေးချက်ထုတ်ပြန်ပြီးတဲ့နောက်လူအများပြားစိတ်မကျေမနပ်ဖြစ်ခဲ့ရပါတယ်အင်တာနက်သုံးဆွဲသူတွေကလည်းအစိုးရကကမ္ဘောဒီးယားကိုသွားဖို့အားပေးပြီးဂျပန်ကိုကြားမှာဘာလို့တားမြစ်တယ်လဲဆိုတာရှုတ်ထွေးခဲ့ပါတယ်တချို့ကလည်းဒီကိစ္စရည်စရာပဲဂျပန်ကိုခီးသွွားလုံလို့တန်ရှင်းရေးလုပ်တဲ့အချိန်ရောက်ပြီး ကျေးဇူးတင်ပါတယ်ဆိုပြီးဆီယာအိုဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာဂျပန်ဘက်ကနေကြွယ်ပြောဆိုကြပါတယ်။ဂျပန်ဒါအမှုဂျပန်ဝင်ခွင့်စတဲ့စကားလုံးတွေကိုရှာကြည့်ရင်ဂျပန်ကိုအအောင်မြင်မြင်တွားရောက်ခဲ့တဲ့တရုတ်နဲ့ဟောင်ကောင်အင်တာနက်သုံးဆွဲသူတွေရဲ့ post တွေကိုတွေ့နေရသေးပါ။ဂျပန်မှာနေထိုင်တဲ့တရုတ်နိုင်ငံသားတွေကလည်းသူတို့ရဲ့ဘဝတွေကပုံမှန်ပဲလို့ပြောပါရစေ။တချို့ကလေရင်တွေမှာထိုင်ကုန်လို့တွေအများကြီးရှိနေပြီးအကောက်ခွန်ဖျက်ရတာလည်းလွယ်ကူတယ်လို့ပြောကြပါရစေ။ဂျပန်မှာအရာအားလုံးဈေးပေါ်နေပြီးလေရင်လက်မှတ်တွေလည်းအရင်သက်သာတယ်လို့ဆိုပါရစေ။ လူတွေကဂျပန်ဟာပေးကင်ကြောင်းဒေသခံတွေကဖော်ရေးကြောင်းအစိုးရကိစ္စတွေကတမန်ပြည်သူတွေကိုမထိခိုက်ကြောင်းပြောပါရီတယောက်ကလည်းဂျပန်မှာလုံခြုံရလားဆိုပြီးလူ20ကျော်မေးကြပါရီဒါအောင်ကြည့်လိုက်ပါဒါမတ်ဒေါ်နန်လမ်းတွေက တိတ်ဆိတ်တန်ရှင်းနေတယ်အခုမက်ဆူယာမှာညသာသွားစားမယ်လေ့ကျင့်ခန်းလုပ်ပြီးအမေသားထမင်းစားမယ်လို့ပြောပါရီသူတို့ကကင်မချီတိုဘူးကင်ထားတဲ့အသားနဲ့ကြုံစားတဲ့အစားစားပုံတွေကိုမျှဝေခဲ့ပါရီညသာစားပြီးအစားကြီးလမ်းရှာဖို့အိမ်ပြန်ခဲ့ကြပါရီ ဂျပန်ဟာအခုထိဘေးကင်းတဲ့ခီးသွွားတွေအများပြားလဲရှိတယ်လို့ဆိုပါရယ်ခီးသွွားတာမသွားတာကခီးသွွားသူတွေရဲ့ဆုံးဖြတ်ချက်လို့လည်းထပ်ပြီးပြောခဲ့ပါရယ်တယောက်ကလည်းဒီညရှူဂျီယာကိုသွားခဲ့တယ်စားသောက်ဆိုင်ခန်းမှာအပြည့်ပဲစားသောက်ဆိုင်နဲ့ပြည်နေတယ်ဂျပန်စံကြီးလုံနေတယ်လို့ဘသူကများပြောရဲမလဲလို့ရေးသားခဲ့ပါရယ်နိုဝင်ဘာလ23ရက်နေ့မှာတရုတ်ရှိနေချီရှူရှန်ဂျပန်မှာခီးသွွားနေတာကိုအင်တာနက်သုံးဆဲသူတွေတွေ့ခဲ့ပါရယ်သူကတိုကျိုမြို့ကိုပြသထားတဲ့ဗီဒီယိုတစ်ခုတင်ခဲ့တာပါလူတွေကလှပတယ်တန်ရှင်းတယ်တည့်ရတယ် ဂျပန်ကိုဒီလိုမျိုးဝေဖန်တာကအတိတ်ပဲမရှိဘူးလို့ချီးကျူးခဲ့ကြပါတယ်။အင်တာနက်သုံးဆွဲသူအများပြားဟာဂျပန်ကိုသွားတဲ့သူတို့ရဲ့လင်းပြန်ပုံစံတွေကိုမျှဝေခဲ့ပါတယ်။တချို့ကလင်းပေါ်မှာထိုင်ကုန်လို့မရှိတာကိုအံ့အသင်ခဲ့ပါတယ်။တယောက်ကငါပဲဂျပန်ကိုတယောက်တည်းသွားနေတယ်လို့ထင်ခဲ့တာ။ဒါပေမဲ့လင်းအပြည့်ပဲလို့ရေးခဲ့ပါတယ်။ဘေကျင်းရဲ့ခီးသွားလာတဲ့သတိပေးချက်တွေကြာကတိုကျိုမြို့ကစီးပွားရေးလုပ်ငန်းတွေဟာစူးစူးဝါမထိခိုက်ခဲ့ပါဘူး။အာဆာကူဆာကလက်ဝဲယန္တနာဆိုင်ပန်ရှင်ရှီနတ်အီတိုကလည်း တရုတ်ဖောက်တယ်နဲသွားပြီမြန်မာဖောက်တယ်ပိုများလာတာကြောင့်သူ့ရဲ့အယောင်ဝယ်မကြခဲ့ဘူးလို့ပြောပါရယ်ဂင်ဇာမနာမည်ကြီးဥဒွန်စားတောက်ဆိုင်ပန်းရှင်ယူကီရှာမန်မိုတိုကလည်းအယောင်ဝယ်မထိခိုက်ဘူးလို့ပြောပါရယ်သူ့ရဲ့ဖောက်တယ်တွေရဲ့တဝက်လောက်ကတရုတ်လူမျိုးတွေဖြစ်ပါရယ်ရုပ်တရက်အပြောင်းလဲမရှိပါဘူးအရေးတက်ကြာစင်းသွားရင်တော့စိတ်ပြက်စရာကောင်းဝင်မယ်ဂျပန်ဖောက်တယ်တွေဆက်လာနေသေးတာမလို့အဆင်ပြေပါတယ်လို့သူကပြောခဲ့ပါတယ်ဂျပန်စီးပွားရေးခွဲခြမ်းစိတ်ဖြာသူတွေကတရုတ်ခီးသွားတွေကိုဆုံးရှုံးရရင်ဂျပန်ဟာယန်1.3 trillion American dollar အဖြစ် 14တတမတတန်းလောက်ဆုံးရှုံးနိုင်တယ်လို့ဆိုပါရယ်အကြီးပါဆုံးဆုံးရှုံးမှုကတရုတ်ပိုင်ခီးသွားကုမ္ပဏီတွေကားဝယ်ဆောင်မှုတွေအိတ်အိတ်သားတွေနဲ့အမှတ်တရပစ္စည်းဆိုင်တွေအတော့ပါဂျပန်ကုန်တွေတွေကတော့တိတ်မထိခိုက်ပါဘူးဂျပန်ခီးသွားတွေကယန်26ထရီလီယံသုံးဆွဲတာမလို့သူတို့ရဲ့သုံးဆွဲမှု30ရာခိုင်နှုန်းတိုးလာရင်ဆုံးရှုံးမှုတွေကမိနိုင်ပါတယ်ဒါကဂျပန်ကိုနိုင်ငံသားတွေအတော့စီးမြင့်တွေချမှတ်ဖို့နဲ့တရှိုးလုပ်ငန်းတွေကိုတံပြန်မှုအတော့အကူအညီဖြစ်စေပါတယ်အထင်အရှားဆုံးကတော့တရုတ်လေးချောင်းလိုင်းတွေပါ Southern China Morning Post ရဲ့ဖော်ပြချက်အရဖြတ်သိမ်းခံရတဲ့လက်မှတ်အများစုဟာရှန်ဟိုင်းကနေတိုကျိုတားမှုဥစားကားကိုအသွားပြန်လက်မှတ်တွေဖြစ်ပါတယ်။လေကြောင်းလိုင်းကျွမ်းကျင်သူတွေက Air China, China Southern နဲ့ China Eastern စတဲ့တရုတ်လေကြောင်းလိုင်းတွေဟာရန်ပီလီယံမှာမရစွာဆုံးရှုံးနိုင်တယ်လို့ဆိုပါတယ်။တချို့ internet သုံးဆွဲသူတွေကအသွားလေရင်ကအဆင်ပြေပြီမယ်။အပြန်လေရင်တွေကရုတ်တရက်ဖြတ်သိမ်းခံရမယ်လို့ပြောပါတယ်။ဥစားကားကိုသွားတဲ့တယောက်ကဒီဇင်ဘာလ3ရက်နေ့ကကျွန်တော်လေရင်ကအဆင်ပြေတယ်။ဒါပေမဲ့ဒီဇင်ဘာလ10ရက်နေ့အပြန်လေရင်ကဖြတ်သိမ်းခံလိုက်ရတယ်။ customer service ကမကြသေးမီကချိန်ညှိမှုကြောင့်လို့ပြောတာပဲအဲ့ဒီလေးချောင်းလိုက်ပါတခြားထိုင်ကုန်လည်းမရှိတော့ဘူးတခြားရက်တွေကလက်မှတ်ဈေးတွေကနှစားဖြစ်သွားတယ်လို့ရေးခဲ့ပါတယ်တခြားသူတွေကလည်းဒီလိုအတွေ့အကြုံမျိုးတွေကြုံခဲ့ရပါတယ်တချို့ကခီးစင်တွေကိုဖျက်သိမ်းလိုက်ပြီးတချို့ကဈေးကြီးတဲ့တခြားလေးတွေနဲ့ပြောင်းလဲဝယ်ယူခဲ့ပါတယ် CCB ရဲ့မီဒီယာဖြစ်တဲ့ Sinhu News Agency ကဂျပန်ဟာတံမိုးကိုပေးဆက်ပြီးပြီဆိုတဲ့ခေါင်းစဉ်နဲ့စာမားတစ်ပုဒ်ကိုရေးသားခဲ့ပြီး Weibo မှာလင်းမြန်စွာလူပြောများခဲ့ပါတယ် ဒီဆောင်မကစစ်စပီးရဲ့လှုပ်ဆောင်မှုတွေဟာဂျပန်ကိုထိခိုက်စေတယ်လို့ဆိုပါတယ်။အဲ့ဒီအပြင်ဝင်ကြီးချုပ်တက္ကအီချီကိုတိတ်တိတ်နေဖို့နဲ့ဓာတ်မှုရာထူးကနေစစောပြတ်ဖို့ဆိုပြီးဖိအားပေးခဲ့ပါတယ်။ဒါကနှုတ်နဲ့ချင်းချောက်တာမျိုးဖြစ်ပါတယ်။အင်တာနက်သုံးဆက်သူတို့ကစစ်စပီးဟာထွက်ပေါက်ရှာနေတာလို့လောင်ပြောင်းခဲ့ပါတယ်။ဒီတရုတ်ဂျပန်ပြည်ပခအတွင်မှာတရုတ်နိုင်ငံသားအများအပြားဟာအခြေအနေကိုရှင်းရှင်းလင်းလင်းမြင်လာကြပါတယ်။အရင်တုန်းက CCP ရဲ့လှုံ့ဆော်မှုတွေကပြင်းထန်တဲ့ဂျပန်စန့်ကျင်ခံစားချက်တွေကိုဖြစ်စေပေမဲ့ဒီတစ်ခါမှာတော့လူအများအပြားကစောင့်ကြည့်နေတာ။ ဒါမှမဟုတ် CCDP ကိုလှောင်ပြောင်တာမျိုးလုပ်ခဲ့ပါတယ်။ဒါက CCDP ရဲ့နီးပြူဟာတွေအာနိသင်ရောကြလာပြီဆိုတာပြသနေတာပါ။ဂျပန်ရဲ့ခိုင်မာတဲ့ရည်တည်မှုကြကတရုတ်ဟာ2012ခုနှစ်ကဆန်ကာကူကျွန်းတွေကပြည်သူပိုင်ပြုလုပ်မှုကြောင့်ဖြစ်ပွားခဲ့တဲ့ကြီးမားတဲ့ဂျပန်စန့်ကျင်ဆန္ဒပြမှုတွေလိုမျိုးပြင်းထန်တဲ့နီလန်တွေကိုအတုံးမပြုခဲ့ပါဘူး။ခွဲကြမ်းစိတ်ပြသူတချို့က CCDP ခေါင်းဆောင်တွေဟာအန္တရာယ်ကိုနားလည်တယ်လို့ဆိုပါတယ်။ကြီးမားတဲ့ဆန္ဒပြမှုတွေဟာဂျပန်စန့်ကျင်ကနေ CCB စန့်ကျင်ဒါမှမဟုတ်အစိုးရစန့်ကျင်အသွင်ကိုပြောင်းသွားနိုင်ပြီ ပြည်သူလူထုကိုဒေါသထွက်စေနိုင်ပါလေ။ဒါကြောင့်အစိုးရဟာနှုတ်ကန့်ကွက်မှုတွေတရမန်ရေးကန့်ကွက်မှုတွေနဲ့စီရေးလေးချင်းမှုတွေနဲ့ပဲသူတို့ရဲ့ဒေါသကိုထိန်းချုပ်နေတာပါ။လမ်းပေါ်မှာကြီးမားတဲ့ဆန္ဒပြပွဲကိုရှောင်ရှားပါရယ်။ဒီတရီထားတဲ့ချီကပ်မှုကဘေကျင်းရဲ့ထိန်းချုပ်ထားတဲ့တုံ့ပြန်မှုကိုရှင်းပြနေပါရယ်။ CCB ရဲ့လုပ်ရက်တွေဟာဂျပန်ကိုရည်ရွယ်တာလား။တရုတ်ပြည်သူတွေကိုရည်ရွယ်သလားလို့မေးတဲ့အခါဂျပန်ကျွမ်းကျင်သူအာကီအိုရီကိုင်ကနိုဝင်ဘာလ28ရက်နေ့အင်တာဗျူးတစ်ခုမှာအများစုကတော့တရုတ်ပြည်သူတွေကိုပြသဖို့ဖြစ်တယ်လို့ပြောခဲ့ပါရယ်။ ။နောက်ပြီးဂျပန်ရဲ့တုံ့ပြန်မှုကိုလည်းစမ်းသပ်တာဖြစ်ပါတယ်။တရုတ်ကဂျပန်ဝန်ကြီးချုပ်အသစ်ဟာစိတ်ပျော့သလားမလားဆိုတာကိုသိချင်ပါတယ်။ဂျပန်ဝန်ကြီးချုပ်ကအရမ်းမာတယ်လို့သူတို့ထင်သူတို့ရက်တန့်သွားနိုင်ပါတယ်။ဒါကပုံမှန်ပါပဲ။သူတို့ကခေါင်းဆောင်အစ်ကိုအမြင်နဲ့ဆန်တဲ့ဖို့စူးစမ်းနေတဲ့သူတွေလို့သူကပြောခဲ့တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။